မင်္ဂလာပါရှင်ဒီနေ့ကစူလျံကုမ္ပဏီထုတ်တဲ့ရွေမဲ့ပဲနို့နဲ့မစ္စပီမှာဖြစ်ပါတယ်ဒီရွေမဲ့ပဲနို့အဆင်ကြီးကျွန်မတို့ပေါ့နော်ကရက်ဆီယံမြင့်မမလို့ရှင်ကျွန်တော်ကဗီတာမင် D ကိုဗီတာမင် D နဲ့ပြီးကိုကော်ပန်လုပ်ပေးတာဖြစ်ပါတယ်အဲ့ကြအဓိကကကျွန်မတို့ပို့တယ်ပေါ့နော်ဒီကလေးလေးကိုယ်စုံမိကလေးတောက်ထားမှရှင်ကလေးလေးကျွန်တော်ရုပ်ပြောတော့မဖြစ်ဘူးကျွန်တော်ပိုလီယိုရောဂါမဖြစ်ဘူးလို့ရှင်မိခင်တာမစေတာဖြစ်ပါတယ် လို့ရှိရင်ခလေးတွေရောထွက်လာလို့ရှိရင်ကျလို့ရဲ့ကလေးအသားရည်တွေစုပ်ပြေလို့ရှိရင်ကျလို့ရဲ့တန်ရှင်တဲ့အသားရည်တွေကိုရရှိမှာဖြစ်ပါမယ်တကယ်လို့များကျလို့ခလေးတွေပေါ့နော်ဒီမွေးပြီးလို့ရှိရင်ဒီပဲနုတွေကိုပေးတော့မယ်ဆိုရင်ခလေးရဲ့အရာတွေမြင်လို့ရှိရင်အုံတော့မှညာနေတယ်အောင်စီပါဖြစ်ပါတယ်ဒီကျလို့ရဲ့လူကြီးတွေအလုံးလုံးတဲ့သူဆိုရင်ကျလို့ရဲ့အလုံးလုံးတာကျလို့မေးတော့တော်တော်များတယ် နောက်လို့ရှိရင်ကျလို့ကိုလည်းပေါ့နိုင်ရင်လည်းမဖောက်ဖြိုးနိုင်ဘူးဆိုရင်ဒီပဲနုံးလေးကိုပိတ်တော့မှဆိုရင်နိုင်ရင်လည်းဖောက်ဖြိုးစေတာပေါ့။အဲကြောင့်ဒီခါကကျမတို့မိတ်ဆွေတို့ပေါ့နော်ဒီဘလူးရင်ပဲနုံးလေးကိုပောက်ထားမှဆိုရင်ကျမတို့ရဲ့ဒီပရိုတင်းဓာတ်နဲ့ရတယ်နော်ကျမတို့ရဲ့ပေါ့နော်အိုးနောက်နဲ့ကျမတို့အယိုးတို့ကိုပြန်ပြီးတော့တာမောစေတာပေါ့။အကြံဒီကဒီဘူရမဲပဲနုကဘယ်လိုမျိုးရွယ်လဲတောက်လို့ရှိရင်ပိုဝင်ဆောင်မိခင်နဲ့တောက်လို့ရတယ်ခလေးတွေနဲ့ တောက်လို့ရတယ်။လို့ရှိရင်လူကြီးတွေလည်းတောက်ရလူအိုတွေပေးတော့မယ်ဆိုရင်ခေါ်အားနဲ့မှန်းရံတွေကိုမြင့်တက်စေမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့မိတ်ဆွေတို့ပေါ့နော်။ကိုယ်တော့နေတဲ့ထက်မှာကျွန်တော်ဘယ်လိုမျိုး note တွေကိုတောက်နေလဲ။နော်။ဒါလက်ထက်မှာရှိနေတဲ့ note ကိုတောက်မယ်ဆိုရင်ကျွန်တော်ပေါ့နော်။ခေါ်အားတွေနဲ့ညာရင်ဖော်ပြလို့ရှိရင်ကျမ်းမှာပါစားလဲ။ဒီရောက်ကိုပိုက်စမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့မိတ်ဆွေပေါ့နော်။ဒီပေါ့ပတ်တော့တဲ့အထက်မှာဒီဘယ်လိုနေကိုတော့ပါကျွန်မနေတော့ဆက်ကြပါမယ်။ဘိုင်ဘိုင် မင်္ဂလာပါရှင်ဒီနေ့ပြောတဲ့ခေါင်းစဉ်လေးကတိုးတက်နေခြင်းဘာကြောင့်လဲဆိုပြီးတော့ခေါင်းစဉ်လေးနဲ့ပြောသွားမှာဖြစ်ပါတယ်နော်လူရဲ့လုပ်ဖြစ်လာလို့ရှိရင်တိုးတက်ချစ်ဆိုတာလူလည်းကအလိုရဲ့ရှောက်ဝင်နေတာဖြစ်ပါတယ်အဲ့ဒီမှာရတော့ပါလေလို့ဆိုတဲ့ဆိုရင်တိမ်ချစ်ဆိုတာလို့ဆိုတယ်ဘာကြောင့်တိမ်ရနေဆိုရင်တိမ်ရတာကတော့သိရဖို့လိုတယ်သိဖို့လိုတာပေါ့သိဖို့တိမ်ရတာဖြစ်ပါတယ်ပေရတဲ့မှာရတော့မျိုးမျိုးသောအရာတွေရှိတယ်အဲ့ဒီမှာရတော့ကိုယ်တိုင် သုတ်တာလို့ပြောတာသုတ်တာချင်းမတာလည်းအဲ့ဒီကျွန်တော်တို့ကောင်းတဲ့အစိုးအကျိုးနဲ့ကြောက်ကိုခွဲခြားလို့တတ်မှာဖြစ်ပါတယ်နံပါတ်1ကဘာလို့လဲဆိုကျွန်တော်တို့ကလေးလာတာလေးလာရှင်ရဲ့ကျောင်းရင်ကဘဟုတုတ္တလေးတိုးစေဖို့တယ်အဲ့ဘယ်အရာမှမလေးလောင်ဘူးဆိုရင်ဘာဘဟုတုတ္တမှလည်းတိုးတက်ဘူးအဲ့ဆီကိုကိုနဲ့ပေါ့ဘုံတူတက်နေရူရယ်လို့ဖြစ်လို့ရှိရင်ကျွန်မတူတက်ကအများကြီးယူဖို့လို့ရှိရင်ဘာကြောက်နေလဲကျွန်မတို့ကတူတက်အများမှားတယ်စကားကျွဲ့တယ်ဖြစ်ပါတယ်။နော်ကိုကိုတိုင်း ိထားတဲ့အရာတွေကိုပြနိုင်ပြီးတော့မျှဝေပေးလို့လည်းရရှိတာဖြစ်ပါတယ်။နံပါတ်၃ကဘာလို့မရှိပညာညာထက်မြတ်ဖို့လို့ပညာညာထက်မြတ်ဘာကြောင့်ဆိုရင်ကျမတို့ကနော်ဒီကောင်ကဒါတွေလက်ရှိလူတွေလုပ်ဖြစ်လို့ရှိရင်ဂျာတွေကနော်ဒီသိဉ္ချင်းမရှိဘူးလက်နာချင်းမရှိဘူးဆိုတော့ကျမတို့ပညာညာကလိုအပ်ထက်မြတ်မှုမဖြစ်နိုင်ဘူး။အဲတော့မြဲတဲ့သေယိုလေးနာနဲ့လို့ဒီအုံတော်ကြီးကမြဲတိုင်းတွေးနေတယ်ဒါနဲ့တူတယ် ဝင်းနဲ့ဓာတ်နဲ့တူအမြင်နဲ့စဉ်းစားရင်ကောင်းတဲ့အရာလေးထွက်လာတော့အမြင်နဲ့တွေးနေလေကျွန်တော်တို့ရဲ့ပေါ့နော်ဒါကြိုးရှိတဲ့အရာလေးကိုဖြစ်လာစတာဖြစ်ပါတယ်အဲ့ဒါအဓိကကကျွန်တော်တို့ကိုယ်နဲ့ပါလို့ဆိုအဲ့ဒီမျိုးကောင်းတဲ့အရာလေးကိုအကျိုးရှိတဲ့အရာလေးဖြစ်ဖို့ကျွန်တော်တို့ကအမြင်နဲ့သိမ်းရတာဖြစ်ပါတယ်လက်ရှိမှာဆိုကျွန်တော်တို့ရဲ့သိမ်းခွင့်တဲ့အရာလေးများကြီးရှိတယ်နော်စောင်းအုံးနဲ့လည်းဖတ်ယူလို့ရတယ်ဒီကျိုးရနေတော့သိမ်းရတယ်ကျွန်တော်တို့ဖွင့်ဖို့ပေါ့နော်နေရာတည်းနေလို့ကျွန်တော်တို့ကိုယ်တိုင်သိမ်းဖို့လို့အဲ့ဒီသိမ်းတဲ့မှာကျွန်တော်တို့ကိုယ်တိုင် အဲပညာညာဆိုတော့ရှိနေဖို့ပညာညာထက်မြတ်ဖို့လို့တော့ပေါ့အဲ့တော့ကိုကျွန်မတို့ကိုလည်းဘာလို့မလဲကျွန်တော်တို့ရဲ့သုတ္တမယ်နောက်သုတ္တလို့ရှိရင်ကိုယ့်အတွက်ပေါ့နော်ဘာလို့အကျိုးရှိတာလဲအဲ့တော့ကိုကျွန်မတို့ရဲ့စင်ချင်ဖို့တော့လို့လေအဲ့ဒီမှာအဲ့ဒီအရာလေးကိုကျွန်မတို့ကိုယ်တိုင်ယူလို့ရှိရင်ကျွန်မတို့ကလောက်ပြီးတော့သုံးချတာအဲ့ဒါသုံးချတယ်ကျွန်တော်ကိုယ်တိုင်မျက်ဝေမှုတွေကိုလိုရတာဖြစ်ပါတယ်ကိုကိုယ်နဲ့သိထားတဲ့အရာကိုပြောင်းပြီးတော့မျက်ဝေရှင်လေကျွန်မတို့ပေါ့နော်ကိုယ်တုံအဲလောရချင်းနဲ့တူတယ် ။ဘာရောက်ဆိုရင်ကျွန်တော်တို့ရပါတော့။လှူလှူနေတဲ့လှူတဲ့ကထက်မှာကျွန်တော်တို့ရပါတော့။အဲကျွန်တော်ကိုသိတဲ့အရာလေးကိုဘုဒ္ဓတော်လို့ပြန်ပြီးတော့မျှဝေခြင်းလေးဒီအလိုအားလည်းပုံပြီးတော့ကျွန်မတို့ကြိုးထုတ်တယ်လို့ပြောတယ်နော်အဲ့တော့ဒါကဒါကကျတော့ကျွန်မတို့ရဲ့အဲတော်တော်များများပေါ့နော်ဒါလေးကိုကျွန်မတို့ကိုယ်တိုင်လုပ်မနိုင်ပါဘူးကျွန်မတို့ရဲ့ကိုယ်တိုင်ပါဖြစ်နေတိုးတက်နိုင်ခြင်းအကြောက်တရားတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာ